အနုပညာရှင်တယောက်လှုပ်ကြံခဲ့တယ်ဆိုပြီးတန်တရားရီနဲ့ပြင်းငင်းကွယ်လွန်ခဲ့ရတဲ့အမှန်တရားကိုထုတ်ပြောလာခဲ့တဲ့ဒါရိုက်တာတီဟာကျော်ဆို ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ MSLE Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပြည်ငင်းကိုအခုခေတ်လူငယ်တွေအနေနဲ့မသိနိုင်ပေမဲ့လွန်ခဲ့တဲ့35နှစ်ခန့်ကအနုပညာလောကမှာဒိဋ္ဌိကျဲအောင်မြင်ခဲ့တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ပြည်ငင်းရဲ့ရုပ်ရှင်တွေကိုကြည့်ခဲ့ရတဲ့သူ၊မှီခဲ့ရတဲ့သူတွေဆိုရင်တော့အခုချိန်ထိကိုလွမ်းမောတက်တာဖြစ်နေရတာပါ။တကယ်လို့သာအသက်ရှိအောင်မယ်ဆိုရင်လည်းပြည်ငင်းကအောင်မြင်ကြတဲ့သူတစ်ယောက်အနေနဲ့ရည်တည်နေအောင်မှာဖြစ်ပါတယ်။ ဒီငင်းကအမေတို့ခေတ်ကကိုရီးယားမင်းသားအစဉ်လေးလို့ပြောရင်တော့ပို့ပြီးတော့မှန်ပါတယ်။ရုပ်ကလည်းဖြောင့်တယ်လို့တရုတ်ဆောင်ကလည်းကောင်းခဲ့ပါတယ်။ဒါကြောင့်မို့လဲပြင်းငင်းခေရလို့ရှန်ရှန်တောက်အောင်မြင်ချိန်မှာမှကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်တာကလည်းပုံမှန်အရာတစ်ခုလိုမဟုတ်ခဲ့ပဲရုပ်ရှင်ရိုက်နေရင်ယထာဘဝနေပြုတ်ကျပြီးတော့ကွယ်လွန်ခဲ့ရတာပါယထာဘဝနေပြုတ်ကျသွားတာကိုလည်းလူတွေမသိလိုက်ပါဘူးဒီအဖြစ်ကပုံမှန်ထက်ထူးဆန်းနေခဲ့တာမို့အဲ့ဒီအချိန်တုန်းကဆိုရင်တော့ဟိုးလေးတကြောကြောကိုဖြစ်နေခဲ့တာပါယထာဘဝနေပြင်းငင်းကပုံမှန်အတိုင်းပြုတ်ကျခဲ့တာမဟုတ်ပဲတမင်တွန်းချခံလိုက်ရတာလို့နာမည်ကြီးခဲ့တာပါအနုပညာရှင်တွေကပဲပြန်လှုပ်ကြံတာဆိုပြီးတော့လဲပြောစမတ်တွင်ခဲ့တာပါဒါအပြင်ပြင်းငင်းနဲ့အတူတူယထာရဲ့ပုံမှန် စီးလာခဲ့တဲ့တင်းတင်းထုံကပါ ရုတ်တရက်ဆိုသလိုတီလာရှင်ကောက်ဝဲသွားခဲ့တာပါ ဒါကြောင့်မို့ဒီနေ့ဒီချိန်ထိပြည်ညင်းရဲ့မတော်တဆမှုကရုံတန်းတန်တရာတစ်ခုလို့ပြောစရာတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ပြည်ညင်းကွယ်လွန်ခဲ့တာဆိုရင်တော့35နှစ်ကျော်သွားပြီလည်းဖြစ်ပါတယ်။အချိန်တစ်ခုကြာသွားပြီဖြစ်တဲ့အချိန်မှာပြည်ညင်းနဲ့ငယ်ငယ်ချင်းဖြစ်ခဲ့တဲ့ဒရိုက်တာတီဟာကျော်ဆိုးကနှစ်တည်အကြာကြီးဖြစ်နေခဲ့တဲ့တန်တရာတွေကိုရှင်းလာခဲ့တာပါ။ပြည်ညင်းကိုတယောက်ယောက်ကလှုပ်ချနေဆိုပြီးတော့သတင်းထွက်နေတဲ့အပေါ်မှာသူ့အနေနဲ့စိတ်မကောင်းဖြစ်နေခဲ့တာပါ။ လူတယောက်ကကွယ်လွန်သွားပြီဆိုရင်ကောင်းတဲ့အရာတွေနဲ့သာလူအများရဲ့အထွေထဲမှာကျန်ရစ်စေခြင်းကြတာပါဒါပေမဲ့ဖြင်းငင်းရတော့ယုံထင်းကြောင်းထင်းအပြောတွေနဲ့နှစ်အကြာကြီးပြောစရာဖြစ်နေခဲ့တာပါဒါကြောင့်မို့လဲပြင်းငင်းကဘသူပယောကမှမရှိပဲကွယ်လွန်ခဲ့ရတယ်လို့ထုတ်ပြောလာခဲ့တာပါပြင်းငင်းကအဲ့ဒီနေတုန်းကယထာပေါ်မှာသူနေရတဲ့အတွဲကနေတခြားအတွဲကိုသွားရင်လမ်းမှာဖြစ်သွားခဲ့တာပါရှေ့တွဲမှာအဆူရော်ရီဖြစ်တဲ့မေဆွေတင်းတင်းထွန်းကော်နီတို့ပါရာမို့ ပြင်းရင်ကသူနေရတဲ့အတွေးကနေသွားပြီးတော့နှုတ်ဆက်တာပါညနေလာတာမို့ပြင်းရင်ကအဆောင်ကိုပြန်ရင်နဲ့လမ်းမှာဖြစ်သွားခဲ့တာပါပြင်းရင်ကတင်းတင်းထွန်းထွန်းစီကနေသူ့အဆောင်ကိုပြန်တဲ့အချိန်မှာရထားရဲ့အမိုးပေါ်ကိုတက်သွားခဲ့တာမို့စာကလေးရောင်းနဲ့ကလေးတယောက်ကတွေ့ခဲ့ပါတယ်ရထားခေါမိုးပေါ်ကိုသူကိုယ်တိုင်တက်လာခဲ့တာဖြစ်ပြီးတော့ကောင်လေးနဲ့တွေ့တဲ့အချိန်မှာကောင်လေးက အကိုရှေ့မှာတန်လန်းတတားရှိရဲ့နော်လို့သတိပေးခဲ့ပါတယ်။ကောင်းလေးရပြင်းကြီးကိုမင်းသားမလဲမသိပါဘူး။မှောင်နေအောင်မို့ဒီအတိုင်းသတိပေးလိုက်တာကိုပြင်းကြီးကလည်းသိရလို့ဖြေခဲ့တယ်။ဒါပေမဲ့တန်လန်းတတားနာရောက်တဲ့အချိန်ခေါင်းမိုးနဲ့မလွတ်ပဲပြုတ်ချခဲ့ရလို့ဆိုပါတယ်။ရထားတန်လန်းပေါ်မှာထိုင်စည်းနေတုန်းဖြစ်ချိန်တန်လို့ဖြစ်သွားတဲ့အပေါ်တန်တရားတွေမရှိကြစေဖို့လွန်ခဲ့တဲ့35နှစ်ကအကြောင်းကိုပြန်ပြောလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ပြည်ញင်ရအလုံးချန်ခံရတာလည်းမဟုတ်ပဲမတော်တဆတာပြုတ်ချသွားခဲ့တာဆိုပြီးတော့ဒါရိုက်တာတီဟာကျော်စိုးကပြောလာတဲ့အပေါ်အမြင်လေးကောမန့်လေးထဲမှာပြပြပေးပါအောင်ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်း Mselly ပြည်သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။